ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့တကော့ခေါ်သံအွန်လိုင်းမဂ္ဂဇင်းတွင်ဖော်ပြထားတဲ့ဆရာမမတ်ဤရေးသားထားသည့်မြည်သည့်အချိန်ထိဆိုသည့်စောင်းပါပဲဖြစ်ပါတယ်မြည်သည့်အချိန်ထိတော်သလင်းနေရာအောက်ရှိ အရရဓမ္မဝင်အောက်တွင်ဒေါ်ဆန်းဤတယောက်ခြေပြက်လက်ပြက်ထိုင်နေသည်ခါရိုင်းရများတွင်ခက်မြင့်မြင့်ထုံးနေကြဖြစ်သည့် ဘီစပတ်ဒုံကြီးမှလည်းတေချာမထုတ်နိုင်၍စပင်များဖွာလန်ကျဲကပြေရော့နေသည်ဒီနေဘူးဒီကာလာများဘဲထိကြာစီအောင်စစ်ဘေးရှောင်ရပါမည်နီဒေါ်ဆန်းဤသာမကမြည်သူများမခံမနိုင်စစ်ကြောင်းဝင်လာပြီတဲ့ဆိုရင်ဒေါ်ဆန်းဤတို့အသက်ကိုဖက်နဲ့ထုတ်ကားဖနောက်နဲ့တင်ပါတသားတဲ့ကြအောင် ပြေးဖို့ရပါဘင်း ဤတစ်ခုသာတတ်နိုင်သည်စစ်ဆောင်ရသည်မှာ၃လကျော်လာပြီဖြစ်သည်ဥစွာစစ်ဆောင်ရသည်ရပိုင်းများတွင်တော့အိမ်ကပါလာသည်စာအုပ်တောက်ဖွဲ့အနေငယ်နှင့်ဥဆိုနေသေးသည်ထောက်ဖို့အဖွဲ့စည်းတချို့ကလည်းကူညီကြသည်ဤတို့နှင့်ရက်မာလာတို့ကူးပြောင်းလာသည့်နောက်တော့ဒေါ်စန်းကြီးတို့မချောင်လင်နိုင်ကြတော့စစ်ဆောင်ရသည်မှာလည်းမလွယ်ကူလာပြီ မိသားစုများရင်များသလိုပူရသည် ရုတ်တရက်ကြီးစစ်ကြောင်းဝင်လာတဲ့ကြားလျင် အနည်းမှရှိသည်လက်လန်းမီယာကလေးအဝိထုပ်ထမင်းထုပ်တို့ကိုဆွဲယူကပြေးရသည်နာရမည်နေရာရောက်လျင်လဲနားမယ်မကြံရဲပေကလေးချင်းစော်ကစားရာမှာရံဖြစ်သည့်အချိန်တွင် လူကြီးမိဘများပါကြလျင် အခြေအနေက ပိုဆိုသည် တချို့များတော့လဲ ဆောင်းမိခဲ့၍အော်ဟစ်တံများအရေးကြီးစာရက်စာတမ်းများ မပါခဲ့၍စူပူကျိမ့်မောင်းတံများနှင့်ပွက်လောရိုက်လာသည်စစ်ကြောင်းကတမျိုး လေကြောင်းကတမျိုး အမျိုးမျိုးတော်များပင်လက်ရှိနိုင်လဲအိမ်ပြန်၍မရသည်တနေ့ကရွာထဲဝင်ကမိရှုသွားသည်ကိုရွာဘက်မှအလုံးလိုက်တက်လာသည်မိကိုများကိုချိန်ဆကားတီးရသည် ဖြစ်နိုင်လျင်ဒေါ်ဆန်းဤအိမ်ကို အပြစ်ပြန်လိုက်ခြင်းသည်မိဘများအမွေပေးထားခဲ့သည်အိမ်လေးကို အပြစ်ပြန်က ကြည့်ခြင်းမိသည် သို့သောစစ်ကြောင်းကမထွက်သွေး၍မိသည်ကိုများလောက်ကန်၍မရအင်မတန်စိတ်ပျက်စရာကောင်း၏။ဩမြေကြံရင်တော်ပြီပေါ့ဟုဒေါ်ဆန်းဤစိတ်ထဲ၌တွေးကားဖြစ်ရသည်။လွန်ခဲ့တဲ့၃နှစ်ဝင်းကျင်ကလည်း ဒေါ်ဆန်းကြီးတို့စစ်ကြောင်းနဲ့လွတ်မီထင်းသည့်အရက်ကိုပြေးကာမှာစစ်ကြောင်းနဲ့တက်တက်တိုးမီသေးသည်အညာမှာတော့ဒီလိုမျိုးပင်စစ်ကြောင်းကတောင်ကလာလင်းမြောက်ရက်သို့ပြေးကြသည်စစ်ကြောင်းလာရလက်နှင့်စန့်ကျင်ဘက်အရက်သို့ပြေးရသည်ကန်ဆိုးလျင်သောစစ်ကြောင်းနှကြောင်းကြားအညက်ခံရနိုင်သည်ဒေါ်ဆန်းကြီးတို့စစ်ကြောင်းနဲ့တက်တက်တိုးကလူသားတိုင်းပြုလုပ်ခြင်းကို နှစ်ရက်တွေ့ကြုံခဲ့ရသည်ထို့နောက်များမှာတော့စစ်ကြောဝင်လာသည်ဆိုတိုင်းရှေဆုံးကနေသာပြေတော်သည်အခုတော့တရွာထဲနေဘဝသူစစ်ဆောင်များနှင့်အတူချက်ပြုတ်စားတော့ရသည်နွားလဲဘော်တွင်ပေါင်မို့ဖြင့်နေကြသူမိုးကဖြင့်တဲငယ်လုတ်သူအပင်ကြီးတပင်အောက်တွင်နေရာယူကြသူများဖြင့်စုံလာသည်ပြုံးကနေများမိုးရွာလာလျင်တော့ခတ်ချီပြီး တော်ဆန်းရီတို့စစ်ဆောင်နေရသည်လက်နှုတ်ခမ်းပေါ်တွင်တည်နိုင်သည်မြပါလာသည်ပစ္စည်းများကိုပြင်ဆင်ကာရောင်းချနေကြရသည်တချို့ကစစ်ကြောင်းမရှိတော့လဲကားပေါ်တွင်သာတင်ထား၍စစ်ကြောင်းဝင်လင်းတပါးလေးပါလာကြသည် တော်ဆန်းရီလည်းပြင်းလုံးကပါလာသည်အလကုံပစ္စည်းအနှဲငယ်ကို ပစိုးစခင်း၍ဖြန့်ကာရောင်းချနေတော့လဲ သူသူကိုကိုစစ်ဆောင်များဖြစ်သည့်အလျောက်ဝယ်ယူမိသူ မရှိသလောက်ပင်တနေဝင်တနေထွက်ဖြင့်စစ်ကြောင်းထွက်မသွားသည့်နေရများကို ရေတွက်နေရသည်ဒေါ်ဆန်းဤကဲ့သို့စစ်ဆောင်များမှာအပြင်လောကမှာတော်တလင်းလာဤနေအဘူးအပြင်အတွင်း၌လှိုက်စားနေသည်ယင်အဘူးကိုပါတပြိုင်နက်ခံစားကြရသည်မိတို့ပင်ဖြစ်စေ ကျမ်းမာရေးပညာရေး ်စီးပွားရေးလူမှုရေးစသည်တို့မှာလဲအရာရာနောက်ောက်ကျနေပြီပင် ရှူတော့ပေါင်းစုံမှတွေးလဲနောက်ဆုံးတော့မင်းအောင်လိုက်နဲ့တကွာစစ်အာဏာရှင်ပြုတ်ကြရေးဒူတာတာဆိုင်သည်ဤဒီကအညာသူအညာသားများဤစိတ်၌မြဲမြံတည်ရှိနေသည်အညာဒေသရှိစစ်ဆောင်များဤခံစားချက်များကို ရေးဖွဲ့ထားခြင်းဖြစ်ပါသည်မတ်ဤ